ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လောဘကြီးသောကြီးကံမမေဘာလို့ရမ်းစိတ်ညစ်နေရလဲ။ဘာဖြစ်လို့လဲ။တမျိုးပြောပြပါ။ဘာမှမဖြစ်ပါဘူးတဲလေးရဲ့။မမေအစာရှာရတာအခက်အခဲနည်းနည်းရှိနေလို့ပါ။ မမေတို့စီမှာဒီနေ့တရက်စာပဲကျန်တော့တယ်။မနေ့ပြန်အစာဘလို့ရှာရမလဲစဉ်းစားနေရပါ။ဒါပေမဲ့မိသမီးလေးစိတ်မပူပါနဲ့ကွယ်။ဒီမှာပန်းသီးရှိရဲ့သမီးစားလိုက်နော်။မမေလည်းဘိုင်းစာနေပြီမလား။တယောက်တော့အတူတူစားကြရအောင်လေ။မမေဘိုင်းမစားပါဘူးသမီးရဲ့သမီးပဲစားလိုက်နော်။သူတို့နေအောင်အဲ့လိုငင်းခုန်နေကြတဲ့အချိန်သူတို့အိမ်တကားကနေဘဲတံလေးမြည်လာပါတယ်။တတရအပြင်ထွက်ကြည့်ရတဲ့အခါအသက်ကြီးရဲ့စာကလေးတစ်ကောင်တွေ့လိုက်ရပါတယ်။အတီဘိုင်ရမ်းစာနေလို့ပါကလေးရဲ့ ကလေးတို့စီမှာစားစရာနည်းနည်းချင်အန်တီကိုပေးလို့ရမလားဟင်တတရအိဆာကလေးကိုအိမ်ထဲခေါ်လာခဲ့ပါမမေဒီအန်တီကြီးကဘာအယမ်းစားလို့ရဲ့ခုနကပန်းတီအနည်းကိုကျွေးလိုက်ပါဦးမမေရဲ့အမအဲ့ဒီထုတ်ကိုအောက်ကိုချလိုက်ပါပြီးဒီပန်းတီလေးကိုသုံးဆောင်ပါပြီးတော့အဲ့ဒီစားကလေးကသူ့ရဲ့အထုတ်ကြီးကိုအောက်ချလိုက်ပြီးပန်းတီကိုစားလိုက်ပါပြီးတော့အိမ်ကနေထွက်သွားပါမမေကြိတ်ပါ ခုနအန်ဒီကျသူ့အထုပ်ကြီးအိမ်မှာမိခဲ့ပြီတမီးအမျိုးသွားရှာလာအောင်မေးသူအမေးကြီးမြောင်းလောက်သေးဦးနေမှာအဲ့ဒါနဲ့တတရားအထုပ်ကြီးထမ်းပြီးခုနစာကလေးကိုလိုက်ရှာပါအောင်ဒီလုံနဲ့ရှာနေရင်အချိန်နည်းနည်းကြာတဲ့ခါမှာတော့တတရားအဲ့ဒီစာကလေးကိုရှာပြစ်သွားပါ යි အန်ဒီအန်ဒီအကြီးတမီးအိမ်မှာမိကြံခဲ့လို့တတဲလေးရေတတဲနဲ့တတဲမမယအရင်သဘောကောင်းကြတာပါဒီအိတ်ကိုတမီးရဲ့မမေးဘဲပေးလိုက်ပါမမေကသူများပြစ်စီမယူရဘူးတဲ့ ။တမီးနဲ့တမီးမမအနီပိုက်ဆံနေတဲ့အချိန်မှာအစာကျွေးခဲ့။ဒါလက်ဆောင်ပြန်ပေးရလို့သဘောထားလိုက်ပါ။မမေအန်တီကြီးကသူ့အိမ်တမီးတို့ကိုလက်ဆောင်ပေးသွားတယ်။ဒီထဲမှာပါရှိလဲကြည့်ပါဦးမမေ။ကဲပါဟုတ်ပါပြီ။မမေကြည့်ပေးပါမယ်။ဒါမဲ့အခုတော့မိုးရံချုပ်နေပြီတဲ့လေရဲ့။အရင်အိတ်လိုက်နော်။မမေတို့မနက်မှကြည့်ကြမယ်လေနော်။ညကြတော့သူတို့နှစ်ကောင်လုံးအိတ်သွားကြပါဘူး။ဒါပေမဲ့အမှန်တကယ်မှာတော့တတရအတိချာအိတ်မပြောခဲ့ပါဘူး။ အဲအိတ်ထဲမှာဘာရှိလဲဆိုတာသိကျင်စေကြောင်းသူကပြန်နိုးလာခဲ့ပါတယ်။အဲ့ဒါနဲ့ပဲတသင်ကမထူးတော့ဘူးဆိုပြီးအဲဒီအိတ်ကိုဖြန့်ကြည့်လိုက်ပါတယ်။အဲဒီအိတ်ထဲမှာရှိနေရကတော့ရွှေတင်းကားပြားတွေပြည့်နေတဲ့ရွှေအိုကြီးတိုးပါပဲ။မမေမမေထပါအောင်အန်တီကြီးပေးခဲ့အိတ်ကြီးကိုလည်းလာကြည့်ပါအောင်မြမြထမမေအဲဒီချိန်တသင်ရဲ့အမေဟာနိုးလာပြီးအိတ်ကိုထားကြည့်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လုံးအရန်ကိုပြော့သွားကြပါတယ်။ကြည့်ပါဦးမမေရဲ့အဲ့အိမ်ကြီးမှာစားစရာတော့မရှိတော့ သူ့စီဘယ်လိုလုပ်ဒီလောက်ရွှေတွေအများကြီးရှိနေရလဲမသိဘူးနော်စဉ်းစားကြပဲဟုတ်တယ်သမီးလေးရယ်ဒါမဲတော့ကိုယ်တိုင်အမေတို့ကိုစမ်းသပ်ပြီးပေးသွားတာနေမှာ အမေအမဲပြောလို့ရှိရလေကို့အခက်ခဲဖြစ်နေချိန်မှာတော့သူများကိုစိတ်ရင်းနဲ့ကူညီတဲ့လူဖခင်ကလည်းဘယ်တော့မှပြစ်မထားပါဘူးကလေးရယ်ဒါမဲတော့ကိုယ်တော်တိုင်မမေတို့ကူညီပေးသွားတာနောက်တနေ့မနက်ကျတော့တသိရဲ့အမေကရွှေတင်းကအချုပ်ကိုရောင်းပြီးသူတို့အတွက်စားစရာကုန်ချံဝယ်လိုက်ပါပြီးတော့ခူခူလေးပြောလိုက်ပါဦးလေးခွေ တကယ်လို့ဦးလေးစီကိုငွေကြီးအခက်ကဲရှိတဲ့ငှက်ကလေးတွေရောက်လာခင်သူတို့သမီးစီကိုလွတ်လိုက်ပါသမီးသူတို့ကိုကူညီပေးပါမယ်ကောင်းလိုက်တာသမီးရဲ့တကယ်ကောင်းမွန်တဲ့စိတ်ဓာတ်လေးပဲတကယ်လို့ဦးလေးအခက်ကဲရှိတဲ့ငှက်တွေနဲ့တွေ့ခင်တေချာပေါက်သမီးစီကိုလွတ်လိုက်မယ်နော်ခဏနေရောခိုးစီရောကာလူကြီးကန်ရောက်လာပါဦးခိုရင်ကျွန်တော်ဘိုက်ရန်စာနေလို့ပါပြီးတော့ကျွန်တော်စီမှာပတ်စံလည်းမရှိပါကျွန်တော်စားစရာတစ်ခုခုအကျွေးရောင်းပေးလို့ရမလားဟင်ကျွန်တော်တဖြည်းဖြည်းနဲ့အကျွေးပြန်ဆက်ပါမယ် ကာလူရီညီတဲ့ရဲ့အမေမအေးရို့သိရမလားသူ့အိမ်သွားလိုက်သူဟာအကူညီလိုအပ်တဲ့ငှက်တွေကူညီပေးနေရပြီးတော့ကာလူကမအေးကြီးအိမ်ကိုသွားနေပါခဏကြာမှပဲကာလူကမအေးကြီးတို့အိမ်ကိုရောက်လာပါ යි ။အော်ကာလူရေဘလို့ဖြစ်လို့မျက်စိလဲလမ်းမာပြီးရောက်လာတလေကွ။အန်တီအေးကြီးအန်တီကငွေကြီးလိုအပ်တဲ့ငှက်ကလေးတွေကူညီပေးနေရလို့တားကြခဲ့ရလို့ပါ။တားပိုက်ရမ်းစာနေပြီးတားမစားကြလည်းမရှိပါဘူး။ပတ်စံလည်းကုန်နေပါပြီ တောင်းရောကုညီပေးလို့ရမလား။ရတာပေါ့ကာလူရဲ့အဒီသားအတွက်စားချက်တခုယူလာပေးမယ်နော်။ရော့စားနော်တာ။ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အန်ဒီလွန်ခဲ့ရက်အနေငယ်ကအန်ဒီလည်းစားဖို့တောက်ဖို့ခက်ခဲရှိရဲ့မလားဗျ။အခုဘလို့အဆင်ပြေသွားလဲ။တားမေယာစိတ်တော်မရှိပါနဲ့နော်။ပြီးတော့မအင်းကြီးကကာလူကိုအကောင်လုံးပြောပြလိုက်ပါဟုတ်လားအန်ဒီအဲ့ဒါဆိုသားလဲအဲ့ဒီစာကလေးသွားရှာမယ်ပြီးတော့ပတ်စံတောင်းမယ်အဲ့ဒါဆိုသားလဲချမ်းသာသွားမှာ ပြီးတော့ကာလူကအဲဒီစာကလေးကိုတောရင်မှာနေရာအနှံလိုက်ရှာပိုင်းအချိန်တွေအများကြီးရှာပြီးရနောက်သူအဲဒီစာကလေးကိုရှာပြေးသွားပိုင်းဒေါ်လီဒေါ်လီကအန်တီအင်းကိုရွှေတင်းကရီပေးရတယောက်မလာရင်တားဟုတ်လဲရွှေရီပေးအောင်လေဒေါ်လီတားမှလည်းပတ်စံမရှိဘူးဟုတ်ပါပြီအဲ့ဒါဆိုရင်တော့အန်တီရောအလုပ်တစ်ခုအရင်လုပ်ပေးရမယ်နော်ဒီပန်းသေးလေးကိုဈေးဆိုင်ဖွင့်လိုက်ဥခုစီပို့ပေးပါဒီအလုပ်တသေးလေးတစ်ခုပါပဲပြီးတော့ကာလူကအဲ့ဒီအတီးလေးကိုယူသွားပါ යි ။သွားရင်းနဲ့အပင်တပင်သားမှာ तू ကရက်လိုက်ပိုင်း။အဲ့အန်ဒီကြအကျင့်လည်းမကောင်းငါ့အမေအလုံလာခိုင်းနေတယ်။ तू ပို့ခိုင်းနိုင်ပို့ပေးစရာငါပဲစားလိုက်မှာပေါ့။ပြီးရင်ခိုးစီပို့ပေးပြီပြီလို့ပြောလိုက်မယ်။တစ်ချက်ကုန်နှစ်ချက်ပြတ်ပဲ။ကာလူကအဲ့လိုတွေးပြီးတော့ပန်းသီးလေးကိုစားလိုက်ပိုင်းပြီးတော့စားကလေးစီကိုပြန်သွားပိုင်း။ဒေါ်လေးตาแอปันดีเลอู้ขู่ปี้เก๋บาบีเปียอะกุต้าก็เลยชวยไปหรอเนาะปี้มาบ่ตาเอ้ตาอนี่อะหมายกุญีปี้ท่าอะเบยย่อดิไอ้กูต้าอยู่ไล่ปา ကာလူနဲ့အရန်ပြော်ပြီးအဲဒီအိတ်ကိုသူ့အိမ်ယူလာလိုက်ပါငါတောင်ဖွင့်ကြည့်ခြင်းများကြပြီရွှေတင်းကဘလောက်ပါလဲဖွင့်ကြည့်အောင်မေးကာလူကအရန်စိတ်လုံရှားပြီးအဲဒီအိတ်ကိုဖွင့်ကြည့်လိုက်ပါဒါမဲ့အိတ်ထဲကနေအကောင်ပလောင်တွေပဲထွက်လာပါပိုးကောင်လေးကေပါအောင်အနီးကငါ့ကိုဘာတွေပေးလွှတ်လိုက်တာလဲကာလူကအရန်ဒေါသထွက်ပြီးပြောလိုက်ပါငါအဲ့အတော်ကျိုးပြက်တနာသွားရှာမေးငါအဲ့အတော်ကျိုးပြက်တနာပြန်ပြီးသွားရှာမေးဘလို့တက်တည်နေများငါ့ကိုဂျင်းတဲ့ရဲရလဲ ပြီးတော့ကလူကအိစာကလေးစီကိုပြန်သွားပါတယ်။ဒေါ်လေးဘလို့တက်တီတွေနဲ့တောင်းအဲ့ဒီအိတ်တဲ့အကောင်ပလောင်နေထည့်ပေးလိုက်တာလေ။ဒီမှာကလူငါကမင်းအော်ချင်တဲ့အော်လို့ရမဲ့သူမဟုတ်ဘူး။ပြီးတော့မင်းရငလေးလောပါကြီးရဲ့ကောင်မအေးကြီးနဲ့တဲတဲတို့တားမရစင်ရင်ကောင်းနေစစ်မှန်တယ်။မင်းနဲ့တခြားကြီးပဲ။ဒါကမင်းရဲ့လုံရဲ့အပေါ်ပဲမူတည်သွားတာ။ငါလည်းဘာမှမတက်နိုင်။မင်းရဲ့အလုပ်ကြောင့်မင်းကန်ဆိုးသွားတာပဲ။မင်းပန်းတီလေးကိုဈေးဆိုင်မပို့ပေးခဲ့ဘူးမလား။အဲ့ဒါကြောင့်ဒီလိုဖြစ်တာ။ ဒီပုံမြင်လေးကနေကျမတို့တည်လိုက်ရတဲ့သင်ခန်းစာလေးကတော့ကျမတို့အမြဲတမ်းလူတိုင်းအပေါ်စိတ်ရင်းစေတနာနဲ့ဆက်ဆံရမယ်။ကျမတို့ရဲ့ကံကကျမတို့ရဲ့အလုပ်ပေါ်ပဲမူတည်နေပါ။ကံဆိုတာအလုပ်ပါပဲ။မကောင်းတဲ့သူကလည်းမကောင်းတာပဲကြုံရမယ်။အဓိကကိုကောင်းနေဖို့ပါပဲ။ ကဲအခုလိုမျိုးစေရင်စားကြအငက်ကတုံပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့အသစ်သစ်တွေဒီတိုင်းမှာသိရှိနိုင်လေဘီနာ notify ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်